ပြုတ်ကြီးဘဝနဲ့သာကျေနပ်ခဲ့ရတဲ့ဘာစီလိုနာအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့တပည့်ရွှေတီ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဘာစီလိုနာတို့ပွဲကတော့တကယ်ပွဲဆိုမှပွဲအကောင်းဆုံးရှင်ပြိုင်ကစားသွားခဲ့ပါတယ်ဒီပွဲမှာနှစ်သင်းစလုံးအကောင်းဆုံးကစားသွားခဲ့ကြပြီးတော့အပြန်အလှန်သွင်းကိုယ်တွေနဲ့မြိုင်ခဲ့ကြတာဖြစ်ပါတယ်နောက်ပိုင်းတွေမှာမြင်ရခဲ့တဲ့ပွဲကောင်းတစ်ပွဲကိုမြင်တွေ့ခဲ့ရတာဖြစ်ပြီးတော့အမတ်ရပွဲအခိုက်အတန့်တွေပြည့်နေနေခဲ့တာပါ Champion League ပြိုင်ပွဲသမိုင်းရဲ့အကောင်းဆုံးဆင်မီဖိုင်နယ်တွေထဲမှာတပွဲကိုချူစားခဲ့ရတာလည်းဖြစ်ပါတယ် ပထမပိုင်းမှာအင်တာမီလန်က2ဂိုးပြတ်ဦးဆောင်ထားနိုင်လို့ပွဲကပြေးပြေးတင်ခဲ့ရတယ်။ဒါပေမဲ့ဘာစီလိုနာကဒုတိယပိုင်းမှာ3ဂိုးပြန်သွင်းပြီးတော့နိုင်ဖို့နှိစက်သွားခဲ့တယ်။အင်တာမီလန်ကပြစ်ဒဏ်ကျူးလွန်ခဲ့တယ်လို့ထင်ရတဲ့အနေထားကနေပြီးတော့ခြေပါဂိုးပြန်သွင်းသွားခဲ့တယ်။အင်တာမီလန်ရသွားတဲ့ပင်နယ်တီနဲ့ဘာစီလိုနာမရခဲ့တဲ့ပင်နယ်တီမှာလည်းပရိသတ်တွေကြအငင်းပွားပွဲရရရှိခဲ့ပါတယ်။ခိုက်တနိုင်ကမျက်တော်မခတ်ပဲရှုစားခဲ့ရတဲ့ပွဲဖြစ်ပါတယ်။အိမ်ဝဲမှာစိတ်သက်ခွန်အားအပြည့်နဲ့တိုက်ပွဲဝင်သွားတဲ့အင်တာမီလန်ကိုချန်ပီယံလိဖလားနဲ့ထိုက်တန်နေပါပြီလို့တင်စားသူတွေလည်းရှိလာခဲ့ပါပြီ။ အင်တာထွက်သူရဲကောင်းဖြစ်ခဲ့သူကဂိုဒမားဆွန်မားပဲဖြစ်ပြီးတော့ဘာစီလိုနာဘက်ကအပိုင်ကက်ချက်တွေကိုဆက်ဆက်တမန်ပုတ်ထုတ်ကာကွယ်ပြသွားခဲ့တာပါဒန်ဖရန်ကနှစ်ကျော်ပေါင်း၉ပါဝင်ပတ်သက်မှု၅ချိန်အထိလုံသွားခဲ့ပြီးတော့ဘာစီလိုနာနဲ့အတွေ့အကြုံကစားသမားဘဝအကောင်းဆုံးဆန်းဆောင်ရည်တွေကတခုခုပြတ်သားသွားခဲ့တာလည်းဖြစ်ပါတယ်အင်တာထွက်ဖိုင်နယ်မှာ PSG တို့မဟုတ်အာဆင်နယ်အသင်းနဲ့တွေ့ရမှာပါပြောစရာရှိတာကတော့ဘာစီလိုနာတစ်သင်းလုံးနေပါအင်တာရသွားတဲ့ပင်နေဒီကိုမပေးသင့်ဘူးလို့ပွဲပြီးမှပြောခဲ့ကြသလိုတချို့သောပြည်သက်တွေကလည်းဘာစီလိုနာ၃ဂိုး၂ဂိုးနဲ့နိုင်နေချင်း ွဲချိန်93မိနစ်မှာအင်တာတို့900ရသွားခဲ့ပါတယ်။အဲ့ဒီဂိုးကိုသွင်းဖို့အတွက်ဒန်ဖရိုက်စ်ကဂိုးမဖန်တီးပေးခင်ဘာစီလိုနာကစားသမားကိုဖောင်းခဲ့မိတာကိုထောက်ပြနေကြတာပါ။ဒါတွေကတော့ပြောစရာဖြစ်ခဲ့တဲ့အခိုက်အတန့်တွေပဲဖြစ်ပါတယ်။ပထမပိုင်းမှာတော့အပြန်အလှန်ရှိနေခဲ့ပေမဲ့ထိရောက်တဲ့ဂိုးပေါက်ချင်းချောက်မှုတွေကိုတော့အင်တာမီလန်ဘက်ကလုံနေခဲ့တာဖြစ်ပါတယ်။ပွဲကစားချိန်22မိနစ်မှာအင်တာမီလန်တို့ဥဆောင်ကိုရခဲ့ပြီးတော့ဘာစီလိုနာရဲ့အမားကနဲ့ဒန်ဖရိုက်ကဘောလုံးရသွားခဲ့ပြီးတော့မာတီနက်စ်ကိုဖန်တီးပေးသွားခဲ့တာဖြစ်ပါတယ်။ပွဲချိန်28မိနစ်မှာအမ်ခီတာရန်ရဲ့ ဗောလီကန်ချက်ကောင်းမွန်ခဲ့ပေမဲ့တိုင်ဘေးကတ်ထွက်ခဲ့တာကနှမျိုးစရာဖြစ်ခဲ့ပါတယ်။ပွဲချိန်42မိနစ်မှာမာဒီနက်ကိုဖြတ်ထုတ်ဖို့ကြံတန်းခဲ့တာကြောင့်ဘာစီလိုနာတို့ပင်နယ်တီပေးလိုက်ရပြန်ပါတယ်။ရရှိလာတဲ့ပင်နယ်တီကိုကာဟန်တို့ဂလုကအပိုင်ကန်သွင်းပြီးတော့အင်တာမီလန်အတွက်ဒုတိယမြောက်ဦးဆောင်ဂိုးကိုရယူသွားခဲ့ပါတယ်။ဘာစီလိုနာတို့ပထမပိုင်းမှာလည်းအပြတ်ဆိုင်ရှုံးနေခဲ့ပြီးတော့ဒုတိယပိုင်းမှာမလုပ်နိုင်မလဲစောင့်ကြည့်ခဲ့ရတာပါ။ပွဲကစားချိန်52မိနစ်မှာဘာစီလိုနာတို့ခြေပါကူတကူစရပြီးတော့မာဒီရဲ့ဖန်တီးပေးမှုကနဲ့ဂါစီယာကကန်သွင်းယူသွားခဲ့တာပါ။ပွဲချိန်59မိနစ်မှာဘာစီလိုနာတို့ဒုတိယခြေပါကူရပြီးတော့ မာတင်ရဲ့မာတင်ပေးမှုကိုအိုလ်မိုကခေါင်းတိုင်သွင်းယူသွားခဲ့တာလည်းဖြစ်ပါတယ်။ပိုချင်84မိနစ်မှာယာမာဂိုးအေရီယာထက်ကနေပြီးတော့အပိုင်ကံပေးမဲ့ကိုသမားဆော်မာလက်ဆွမ်းပြကာကွယ်သွားခဲ့ပြန်ပါတယ်။ဒီလိုနဲ့ဘွဲကစားချက်86မိနစ်မှာတော့ဘာစီလိုနာတို့ဦးဆောင်ကိုရသွားခဲ့ပြီးတော့ရာဗင်ဟာကအပိုင်ကံသွင်းသွားခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာတို့ပွဲကိုနိုင်ပြီးထင်ခဲ့ရပြီးတော့ဂိုးတောင်ထက်ရသွားနိုင်ချေရှိနေခဲ့တာပါ။ဒါပေမဲ့ပွဲပြီးကနေမှာထရာမီရဲ့ဖန်တီးပေးမှုကနေဖရာတက်စီက အင်တာတော့ခြေပါကုတ်ကိုအငင်းပွားပွေရအနီးထားကနေတစ်ဆင့်သွင်းသွားခဲ့တာတော့ဖြစ်ပါလေဒီလိုနဲ့အချိန်ပိုဆက်ကန်ရမှာတော့ဆန်စီရိုမှာကစားရတဲ့အရှင်အင်တာမီလန်အသင်းကပိုကောင်းလာခဲ့ပြီးတော့ကစားအားတက်လာခဲ့ပါလေအချိန်ပိုပထမပိုင်း96မိနစ်မှာအင်တာမီလန်တို့ဦးဆောင်ကိုရာသွားခဲ့ပြီးတော့ဂိုးအေရီယာအတွင်းမှာလူကတ်ခံထားရခြင်းမရှိတဲ့ဖရာတက်စီကအပိုင်ကန်သွင်းသွားခဲ့တာပါလက်ကျန်ပွဲကစားချိန်တွေမှာတော့ဘာစီလိုနာတို့ဘာမှမတက်နိုင်ခဲ့ပဲအဝေးဝင်းမှာအရှုံးပေးလိုက်ရတာဖြစ်ပါလေ ဒီရလက်ကြောင့်ဘာစီလိုနာတို့ဖလားသုံးလုံးအိမ်မက်ပြက်ပြက်သွားခဲ့ရပြီဖြစ်ပါတယ်အဆုံးထိကြည့်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ